အဲပါတီဖွဲ့စည်းပုံစီမင်းရေးခြင်းအပြင်ပေါ့နော်အဲပြီးလို့ရှင်ပါတီကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာကျမတို့မှတ်ပုံတင်ပါတယ်ရှင်အဲ့ဒီမှတ်ပုံတင်ခြင်းကိုတော့ကျမတို့ရဲ့ပါတီရဲ့ဒုဥက္ကဋ္ဌတစ်ဖြစ်တဲ့ဦးမြင့်မောင်ထွန်းကနေပြီးတော့မှကမကဋ္ဌလုပ်ပြီးတော့မှဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။နောက်ကျမတို့ပါတီတည်ထောင်မယ်ဆိုတော့အရင်ကျမတို့က programmatic party အနေနဲ့တည်ထောင်မယ်အဲ programmatic party ဆိုတာမူဝါဒနဲ့လုပ်ငန်းစဉ်အတိအကျရှိတဲ့ပါတီဖြစ်ပါတယ်ရှင်။အဲ့လိုပါတီအနေနဲ့တည်ထောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ ျမတို့ပါတီမှာပညာရှင်တွေအခမ်းအကဏ္ဍအရေးကြီးပါတယ်ရှင့်အဲ့ဒါအကြောင်းမလို့ကျမတို့ပါတီဖွဲ့စည်းပုံစည်းမျဉ်းမှာပညာရှင်တွေဝိုင်းပြီးတော့မှရေးထားတဲ့အဲမူဝါဒတွေလည်းကျမတို့ပါတီဖွဲ့စည်းပုံစည်းမျဉ်းမှာတပါးတည်းကျမတို့ဟိုထက်သွင်းရေးဆွဲထားတာဖြစ်ပါတယ်ရှင့်အဲပြီးလို့ရှိရင်ကျမတို့2020ခုနှစ်2020ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာလည်းကျမတို့ပါဝင်ရှင်ပြိုင်ခဲ့ပါတယ်။နော်အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်ကျမတို့ကပါတီက73လသားပဲရှိပါသေးတယ်ရှင်။အဲ73လသားလေးပဲရှိပေမဲ့ကျမတို့ပါတီအဲပါတီကအတွေ့အကြုံရအောင်ဆိုပြီးကျမတို့ရှင်ပြိုင်ခဲ့ပါတယ်ရှင်။နော်အဓိကကတော့ကျမတို့ဟိုပါပေါ့နော်ဒီဒီတရုတ်ပညာရှိ Confucius ပြောတဲ့စကားလေးကျမအဲ့ဒါလေးကိုရည်ညွှန်းပြီးပြောချင်ပါတယ်။အဲ Confucius ကတော့ဘာပြောလဲဆိုလို့ရှိရင်အဲကြားဘူးယုံမဲကြားဘူးမဲဆိုရင်တော့မေ့သွားမယ်ပေါ့နော် မြင်မှုတယ်ဆိုရင်တော့မှတ်မိနေမယ်အဲတကယ်လောက်ဖူးမှာပဲတကယ်တတ်တာဆိုတာပေါ့နော်နောက်အဲ့ဒါကြောင့်မလို့ကျမတို့ကနေပြီးတော့မှဒီ2020ရွေးကောက်ပွဲမှာအဲကျမတို့အတွေ့အကြုံရအောင်ဆိုပြီးတော့မှဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်ရှင်။နောက်အဲ့ဒီအချိန်တုန်းကလည်းဒါရှုံးမယ်မှတည်တည်နဲ့ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။အဓိကတော့အတွေ့အကြုံလိုချင်တာရယ်။ပြီးလို့ရှိရင်ကျမတို့အဲကိုစလေလောင်းနေမြေပြင်ဆင်းရဲပြည်သူလူထုနဲ့စတင်မိတ်ဆက်ပြီးတော့မှပြည်သူလူထုတတိထားမိလာအောင်အဲ့ဒီရည်ရွယ်ချက်နှစ်ခုနဲ့ကျမတို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်။အဲ့လိုဆောင်ရွက်တဲ့ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခုချိန်မှာတော့ဒါ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ်အထွေထွေရွေးရွေးကောက်ပွဲအတွက်ကျွန်တော်တို့2020တုန်းကထက်ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ကျွန်တော်တို့ပါဝင်ရှင်ပြိုင်နိုင်မှာဖြစ်ပါတယ်။ပို့ပြီးတော့မှစီးစနစ်ကြမယ်။ပို့ပြီးတော့မှအဲပို့ပြီးတော့မှဟိုပါပေါ့ရှင်ထိရောက်တဲ့ပုံစံနေနဲ့နော်ပို့ပြီးတော့မှကျေပြတ်တဲ့ပုံစံနဲ့ကျွန်တော်တို့ရှင်ပြိုင်မှာဖြစ်ပါတယ်ရှင်။ 2020ပြည့်နှစ်ရွေးကောက်ပွဲတုန်းကတော့ကျမတို့မြို့နယ်130မှာကိုစလေလောင်း232ဦးနဲ့ကျမတို့ဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။နောက်အဲ့အချိန်တုန်းကလည်းကျမတို့ပါတီကရှုံးမှန်မှန်တည်တည်နဲ့ဝင်ရောက်ပြီးတော့မှရှင်ပြိုင်ခဲ့ပေးကြတယ်။ကိုစလေလောင်းများကိုလည်းကျမတို့ဂျေစုတင်အဲမှတ်တမ်းတင်ရှိပါတယ်ရှင်။ဂျေစုတင်ရှိကြောင်းလည်းပြောကြားလိုပါတယ်။နောက်အဲ့ဒါပြီးတော့ကျမတို့ပါတီပေါ့နော်။ဆိုလို့ရှိရင်နံပါတ်1ကတော့ programmatic party ဖြစ်တယ်။မူဝါဒလုပ်ငန်းလန်းစဉ်အရေးကြီးတယ်။ အဲဆိုတော့ကျမတို့ကမူဝါဒတွေကတော့ကျမတို့ဖွဲ့စည်းပုံစီမင်းထဲမှာထည့်သွင်းရေးဆွဲထားတာဖြစ်ပါလေရှင်။အဲပြီးလို့ရှိရင်တော့ကျမတို့လုပ်ငန်းစဉ်ပေါ့နော်လုပ်ငန်းစဉ်ကတော့ကျမတို့2020တုန်းကလည်းအဲကျမတို့က programmatic party ဆိုတာနဲ့အညီပေါ့နော်ကျမတို့ရွေးကောက်ပွဲကြေညာစာတမ်းကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။နောက်အခုလည်း2025ခုနှစ်မှာလည်းကျမတို့ ရွေးကောက်ပွဲကျင်ညာစာတမ်းဆိုပြီးတော့မှကျွန်တော်တို့ထုတ်ဝေမှာဖြစ်ပါလာရှင်အဲ့လိုထုတ်ဝေတာဒီဒီလုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ပြောတာဖြစ်ပါလာရှင်ကျွန်တော်တို့ရဲ့မူဝါဒတွေကျွန်တော်တို့ပါတီရဲ့မူဝါဒတွေကိုအကောင့်ထက်ဖော်မဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ဟိုဒီရွေးကောက်ပွဲကျင်ညာစာတမ်းအနေနဲ့ကျွန်တော်တို့ထုတ်ဝေမှာဖြစ်ပါလာရှင်အဲကျွန်တော်တို့ပါတီကိုတော့ကျွန်တော်လေ 5S နဲ့ကျွန်တော်တယုတ်ဖော်ခြင်းပါလာရှင်နံပါတ်1ကနံပါတ် 1S ကတော့ကျွန်တော်တို့ solid ဖြစ်တယ်ပေါ့နော်။တော့ကျွန်တော်တို့ပါတီကအခုချိန်မှာတော့ မြန်မာပြည်မှာဒုတိယအင်အားအကြီးမားဆုံးလောက်ပါတီဖြစ်တာပေါ့ရှင်ပါတီဝင်တသိန်းကျော်နဲ့ကျွန်တော်တို့ဒုတိယအင်အားအကြီးမားဆုံးပါတီဖြစ်တယ်ဟိုအရန်အကြီးလည်းမဟုတ်သေးဘူးတို့တော်လည်းဒုတိယအင်အားအကြီးဆုံးဖြစ်တယ်ကျွန်တော်တို့ကစုစုစည်းစည်းချစ်ချစ်လက်လက်နဲ့ကျမတို့ဆောင်ရွက်တဲ့ပါတီဖြစ်တယ်ပေါ့နော် solid ဖြစ်တဲ့ပါတီဖြစ်တယ်ဒုတိယ S ကတော့ကျမတို့ systematic ပါရှင်စီးစနစ်ကျတဲ့ပါတီဖြစ်တယ်ကျမခုနကပထမပိုင်းမှာပြောခဲ့တာ ပါတီတီထောင်ခြင်းပေါ့နော်ပါတီတီထောင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ပါတီတီဆောက်ခြင်းကိုကျွန်တော်တို့စင်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါလိမ့်ရှင်စင်ဆက်မပြတ်ဆောင်ရွက်ခဲ့တဲ့အတွက်အခုချိန်မှာကျွန်တော်တို့2023နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ကျွန်တော်တို့ကပြည်ထောင်စုတဝန်းလုံးမှာရှင်ပြိုင်မဲ့ပါတီအနေနဲ့ကျွန်တော်တို့ကမမမမခိုင်ခိုင်မာမာယက်တီနေနိုင်တာဖြစ်ပါလိမ့်ရှင်အဲ့လိုဟိုပါပေါ့ရှင်တိဆောက်ရေးပေါ့နော်ပါတီတိဆောက်ရေးဆောင်ရွက်ရင်းနဲ့ကျွန်တော်တို့မလုပ်ခဲ့လဲဆိုလို့ရှိရင် စနစ်တည်ဆောက်ခြင်းလဲကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်ကျွန်တော်တို့စီမှာအဲဥပဒေအထောက်အကူပြုဖွဲ့ဆိုတာလဲကျွန်တော်တို့ဖွဲ့စည်းထားပြီးလို့ရှိရင်နောက်ပါတီတွင်းမှာလိုက်နာခြင်းသုံးရမယ်လှုပ်ထုံးလုပ်နည်းတွေနည်းဥပဒေတွေစသဖြင့်ဒါတွေကိုကျွန်တော်တို့ဆက်လက်ရေးဆွဲကြရမှာဖြစ်ပါတယ်ရှင်။နောက်အခုချိန်မှာတော့ကျွန်တော်တို့ပါတီတရက်လုံးနေနဲ့လုံရန်ရှိတဲ့ကိစ္စတွေကိုကျွန်တော်တို့ကညွှန်ကြားချက်တွေထုတ်ဝေပြီးတော့မှညွှန်ကြားချက်တွေဘ ਹੁ အမှုဆောင်ကနေဘ ਹੁ အလုပ်မှုဆောင်ကော်မတီကညွှန်ကြားချက်ထုတ်တယ်ဆိုလို့ရှိရင် တိုင်းဒေသကြီးပြည်နယ်တွေကိုကျွန်တော်တို့ညွှန်ကြားတယ်တိုင်းဒေသကြီးပြည်နယ်တွေကနေပြီးတော့မှအစင်းစင်ခရိုင်နဲ့မြို့နယ်တွေညွှန်ကြားပြီးတော့မှဆောင်ရွက်ကြတာဖြစ်ပါတယ်ရှင်ဒီစနစ်တိဆောက်ခြင်းနဲ့ကျွန်တော်တို့စနစ်ပေါ့နော်စနစ်နဲ့ကျွန်တော်တို့စနစ်တိဆောက်ခြင်းပါတီတိဆောက်ခြင်းပေါ့ရှင်ပါတီတိဆောက်ခြင်းမှာနောက်တစ်ခုအရေးကြီးတာကတော့ကျွန်တော်တို့ပါတီဝင်အင်အားတွေများပြီးတော့မှပါတီအလုပ်မှုဆောင်အဖွဲ့တွေအဲချစ်ချစ်လေးလေးခိုင်ခိုင်မာမာနဲ့ထိထိရောက်ရောက်ဥဆောင်နိုင်ဖို့ဖြစ်ပါတယ်ရှင်အဆင့်တိုင်းမှာပါရှင်ရက်ချေအဆင့်ပဲဖြစ်ဖြစ်မြို့နယ် ်မြို့နယ်အဆင့်ပဲဖြစ်ဖြစ်ခရိုင်အဆင့်တိုင်းဒေသကြီးပြည်နယ်အဆင့်အဲဗဟုအဆင့်မှာပေါ့နော်ညကျွန်တော်တို့ဟိုစနစ်တကျထိထိရောက်ရောက်နဲ့ကျွန်တော်တို့ဥဆောင်နိုင်ဖို့အတွက်ကိုကျွန်တော်တို့စနစ်တည်ဆောက်ခြင်းနဲ့သွားတာဖြစ်ပါတယ်။နောက်ပါတီဝင်တွေလည်းများပြီလို့ရှိရင်ဒီပါတီဝင်တွေရဲ့အဲပါတီဝင်တွေရဲ့အတန်ပေါ့နော်။အဓိကတော့ကျွန်တော်တို့ပါတီဝင်တွေဆိုတာစုကြုံနှိမ့်မြင့်အကုန်ရှိပါတယ်။နောက်ခုနှစ်ရသားသမီးဖြစ်တယ်စုကြုံနှိမ့်မြင့်ရှိတယ်။အဲပြီးလို့ရှိရင်တော့ဟိုပါပေါ့နော်။ အဲကျမတို့ပြည်သူလူထုတရံလုံးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ဖြစ်ပါလေရှင်ဒီပါတီဝင်တွေကဒီကျမတို့အဲမှာဟိုဒီဒီလိုမျိုးပေါ့နော်ဒီခွဲခြားဆက်ဆံခြင်းမရှိဘဲနဲ့ဒီပါတီဝင်တွေဒီအဒီအခွင့်အရေးတပြေးညီနဲ့ကျမတို့တန်းတူရည်တူဆက်ဆံပြီးတော့မှတယောက်နဲ့တယောက်အပြန်အလှန်လေးစားခြင်းနဲ့ကျမတို့ဆောင်ရွက်ကြရမှာဖြစ်ပါလေရှင်။နောက်တတိယ S ကတော့ strategic ပေါ့နော်မဟာဗျူဟာမြောက်မဟာဗျူဟာမြောက်ကျမတို့ဆောင်ရွက်တာဖြစ်ပါလေ။ ။နော်အဓိကကတော့ programmatic party ဖြစ်တဲ့အတွက်ပညာရှင်တွေရဲ့အခမ်းအနားအရေးကြီးတယ်။ဒီပညာရှင်တွေကနေရေးဆွဲထားပေးတဲ့မဟာဗျူဟာတွေပေါ့နော်။ပညာရှင်ဆိုတာကျွန်မနှစ်မျိုးပါရှိ။အဲ scholar practitioner လို့ကျွန်မပြောချင်ပါတယ်။ပညာတတ်တဲ့သူတွေရောအလုပ်ကိုင်းအလုပ်ငန်းအတွေ့အကြုံရင့်ကျက်တဲ့ပုံကိုယ်တွေရောအဲကျွန်မတို့ကအဲစုစည်းဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲ့လိုဖွဲ့စည်းထားတဲ့အတွက်ကျွန်တော်တို့မဟာဗျူဟာတွေရေးဆွဲပြီးတော့မှမဟာဗျူဟာမြောက်အဲကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်ရှင်။